ဇန်ကောင်နဲ့အော်တိုဘာလ16ရက်ဒီနေ့စနေနေ့ခုနှစ်သားမီးတွေအတွက်နူမရိုလော်ဂျီကဏ္ဍပင်ရဆိုရင်တော့ဒီနေ့ဟာကံခွင်းကောင်းနေရပါလိမ့်မယ်ထွန်းပေါက်အောင်မြင်မဲ့နေ့ဖြစ်တယ်ဒီနေ့ဟာအလုဆမှုအတွက်လည်းအခွင့်အရေးတွေရတတ်တယ်ငွေကြေးကိစ္စနဲ့ပတ်သက်တာတွေအဆင်ပြေသွားမယ်ဆုံးရှုံးပြီးထင်ထားတဲ့ငွေကြေးတွေအခွင့်အရေးတွေအခွင့်အလမ်းတွေပြန်ပြီးရပါလိမ့်မယ်အလုဆမှုလို့အတွက်အစီအစဉ်သစ်တွေပေါ်တတ်တယ်အကြီးကဲကကိုယ့်ကိုအထောက်ပံ့ပေးမဲ့နေ့မျိုးဖြစ်ပါတယ် ဒီလိုကံတရားကမျက်နှာသာပြည့်တဲ့နေ့မှာခொနည်းသမီးအားလုံးကံထူးကောင်းဖို့လိုအတွက်ဆိုရင်တော့ကောင်းကျိုးများစွာရဖို့လိုအတွက်ဇေယျတော်မြတ်ကြီးရဲ့စနေတော်မှာနှင်းစီပန်းအနီအောင်ဆက်ပွင့်လှူဒန်းလိုက်ပါခင်ဗျာအင်္ဂလိပ်လို၁၈ရက်ကကိုးကဏ္ဍဖြစ်ပြီးတော့စနေနေ့နဲ့လာရောက်တိုက်ဆိုင်တာဖြစ်တဲ့အတွက်ဒီနေ့မှာဂမ်မီယာနဲ့ပတ်သက်တဲ့အစီရင်ကောင်းတွေစီရင်ဖို့အတွက်အထူးအခွင့်အရေးကောင်းရှိရနေဖြစ်ပါတယ်ဒီလိုနေ့မှာစီရင်ထားတဲ့ရတနာဒီပန်းအလင်းနိုင်ဖျောင်းနိုင်နေတဲ့ နတ်သားတိုင်းတွေဟာခုနှစ်သားမီးအလုံးတို့အတွက်အထူးအကျိုးပေးနိုင်တဲ့အထူးအခွင့်အရေးရှိစေနိုင်တဲ့နေ့တနေ့အစီရင်ကောင်းတွေစီရင်လို့ရတဲ့နေ့တနေ့ဖြစ်ကြောင်းပေးသအပေါင်းကိုလမ်းညွှန်လိုက်ပါတယ်ခင်ဗျာဒီနေ့မှာခုနှစ်သားမီးတွေအလုံးကံထူးကောင်းဖို့လိုတော့ကတော့တတိကိုမျိုးမြတ်စွာဘုရားရှင်ကိုလှူပါသို့မဟုတ်ယောကိုမျိုးနဲ့မြတ်စွာဘုရားရှင်ကိုဆွံ့ကလိုက်ကြပါခင်ဗျာဒီနေ့မှာသင်္นานကိစ္စပညာရေးကိစ္စရှောက်လာကိစ္စတွေအောင်မြင်ဖို့လိုအတွက်ဆိုရင်တော့ တီလာရှင်ဆရာလေးတပါးပါးကိုစံနုတဘူးကိုလုံးတို့မို့ကိုစွန်းလှူဒန်းလိုက်ပါခင်ဗျာဒီနေ့မှာမိရှုတန်းစဉ်ဘွားမြင်ကြတဲ့ရင်သွေးရတနာရေးအတွက်အလွန်ထူးခြားတဲ့ကံခွေးရမယ်စနေနေ့ဘွားအထွန်းဘွားဇာတာရှင်များဖြစ်ပြီးကိုစနေနဲ့လာရောက်တိုက်ဆိုင်တဲ့ဇာတာရှင်တွေဖြစ်ကြပါတယ်ငယ်စဉ်ကတည်းကကိုပင်မွေးဖွားပြီးတဲ့နေ့ထူးခြားစမ်းပြတိုးတက်ထွန်းကအောင်မြင်ကြပါလိမ့်မယ်လို့နမိတ်ကောင်းဖတ်လိုက်ပါတယ်ဗျာ ဒီနေ့မှကြောက်တဲ့မွေးနေ့ရှင်တွေအားလုံးတို့အတွက်ဒီနေ့ပြုရမယ့်ကုသိုလ်ရတရားလမ်းညွှန်ပေးပါမယ်။ဒီနေ့ကနေစပြီးတနှစ်တာလုံးကံတရားကကိုယ့်ကိုအထောက်ပံ့ကောင်းနေရဖို့လို့အတွက်ဆိုရင်တော့ထောပတ်ထမင်းသို့မဟုတ်ဓမ္ပေါဆွန်းသို့မဟုတ်နုဒမင်းဆွန်းမြတ်စွာဘုရားရှင်ကိုလှူဒန်းပါ။ယန်းတန်ဃာတို့ကိုလောင်းလို့ပါ။မိသားစုဆွေမျိုးမိတ်ဆွေများကိုဒါနပြုလိုက်ပါ။တနှစ်တာလုံးကံထူးပါလိမ့်မယ်ခင်ဗျာ။ဒီနေ့ဒီနေ့အတွက်အကျိုးပေးစိုးမိုးကဏ္ဍကတော့၃ညကဏ္ဍ၇ကဏ္ဍဖြစ်ပြီးတော့ မိတ်ဆွေများငွေကန်ကောင်းမှုလို့အတွက်ဆိုရင်တော့ပတ်စံတရက်ကိုနွားနုံနဲ့စိတ်ပြီးတော့ရည်ကြည်နဲ့စိတ်ပြီးပြီးရင်စောင့်တန်းလိုက်ခြင်းအပြင်တည်တည်တံ့တံ့ငွေကြေးကန်တွေကောင်းလာပါလိမ့်မယ်ခင်ဗျာဈေးကောလက်ကောရရရာဖြစ်ကတော့မိမိရဲ့စိုင်ရှိမျက်နှာသာတဲ့တဲ့ကိုမျက်နှာမူပြီးဒီလိုနည်းမျိုးမှာအချိုးရင်အနှံငယ်တောက်ပြီးဆူတောင်းခြင်းအပြင်တည်တည်တံ့တံ့ရောင်းပန်းတာဝယ်ပန်းလှပါလိမ့်မယ်အယောင်ထိုင်နေတဲ့ကွန်ပစ္စည်းတွေအယောင်တော့ဖို့လို့အတွက်ကတော့ဇုံခင်းတစ်စုံနဲ့ အယောင်ကုန်တွေကိုတို့ပြီးခောက်ပြီးရိုက်ပြီးဆူတောင်းလိုက်ုံဖြင့်တိတန်တာအယောင်အတွက်အယောင်ထွက်သွားပါလိမ့်မယ်ခင်ဗျာအမှုအခင်းကြုံနေတဲ့သူတွေရှိရဆိုရင်တော့အမှုကြုံနေတဲ့သူရဲ့သူအတွက်အခက်ခဲတွေလွန်မြောက်ပါစေဆူတောင်းပြီးဘုရားကျော်ကိုကုယနေ့မှမြတ်စွာဘုရားရှင်ကိုလှူဒန်းပေးလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေတဲ့သူတွေရှိရဆိုရင်တော့ဆေးကောင်းဝါးကောင်းဆရာကောင်းသမားကောင်းတွေ့ဖို့လို့အတွက်ကျမ်းမာရေးညံ့သူကိုဓာတ်စာဖြစ်နေဒီလိုနေ့မှကစုံရကြောင့်အနေငယ်စားပြီးကျမ်းမာဖို့အတွက်ဆူတောင်းခိုင်းပါအချစ်ရေးမေတ္တာရေးအိမ်တော်ရေး အေးချမ်းပါစေအဆင်ပြေပါစေလူဟာဆန္ဒပြည့်ပါစေလို့ဆုတောင်းပြီးသီလရှင်ဆရာလေးတစ်ပါးကိုကောင်းညင်းဆန်တပြည့်လှူဒါန်းလိုက်ကြပါခင်ဗျာ